အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီစက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ပန်းရုံလဖေးရောင်းတဲ့မင်္ဂလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်တို့အနာပါမိုဟန်ဆိုတဲ့စစ်သားတယောက်ရှိပြီးသူကတော့နေဆက်မှာတောင်ဝင်ကြနေခဲ့တာပါတစ်ခါမှတော့နေဆက်မှာနေထိုင်နေပြီးသူတို့တွေကိုအတိုက်ခိုက်တွေကြားရဲကကဲတင်နေရင်းနဲ့မင်္ဂလေးတယောက်နဲ့သူတွေ့ဆုံခဲ့ပါတယ် သူရဲ့နာမည်ကတော့စီမားပါစီမားကလောကကြီးမှာတကောင်ကျွက်ပါစီမားမမီတောင်စုဝင်တွေလည်းမရှိတော့ပါဘူးသူမနဲ့တွေ့ဆောင်ရပြီးနောက်မိုဟန်ကသူမကိုချစ်မိသွားခဲ့ပါတယ်ဒီနောက်မှာတော့စီမားကလည်းမိုဟန်နဲ့အတူတူရွာကိုလိုက်သွားခဲ့ပြီးလက်ထပ်ခဲ့ကြပါတယ်တားရီတားလေးလက်ထပ်ထားတာအခုတိတ်တောင်မကြသေးဘူးဘာဖြစ်လို့ပြန်သွားမယ့်အကြောင်းတွေကိုပြောနေရတာလေတားရီအေးဟုတ်တယ်လေတားရဲ့ချွေးမလေးတယောက်တည်းဘယ်လိုလုပ်မလဲတားမရှိတဲ့နေရာမှာသူတယောက်တည်းအရန်ကိုပြင်းနေလိမ့်မယ် ဒီအချိန်မှာစီမောင်းတော့လေသူရောက်ခွက်ထင်းနဲ့ရောက်ခမောကိုပြောခဲ့ပါရီအဖေနဲ့အမေဘာမှမစိုးရင်ပါနဲ့ကျမတရားကိုထဲမပြင်းပါဘူးအဖေနဲ့အမေလည်းအိမ်မှာရှိနေရပဲလေကျမနဲ့ဆက်မနေခဲ့တဲ့အချိန်တုန်းကသာတရားကိုထဲအရန်ကိုပြေးနေခဲ့ရအခုမိသားစုဝင်တွေနဲ့အတူတူနေရတာကျမအရန်ပြောတယ်မိဘတွေကျမနဲ့အတူတူရှိနေတော့ကိုကျမဘာတွေများချက်ပြီးရောလိုချင်နေရအောင်ပါလဲရှင်တွေ့တာအဖေနဲ့အမေအဖေနဲ့အမေအတော်ဘလောက်တောင်မှနားလဲပြီးလိမ္မာရေးချရှိတဲ့မိန်ကလေးတယောက်ကိုချွေးမအနေနဲ့ကျွန်တော်ခေါ်လာခဲ့ပြီးလဲဆိုတော့လေ ဒါနဲ့မိမရေကိုအမြန်ဆုံးပြန်လာခဲ့မယ်ဟုတ်ပြီလားစောင့်နေနော်ပြီးတော့လို့ရှင်တော့စာလေးပါလေးလည်းရေးပေါ့ဒီလိုနဲ့မိုဟန်ကလည်းသူရဲ့မိသားစုဝင်တွေကိုထားခဲ့ပြီးနောက်မှာတော့အလौတောင်ဝင်အရာပြန်သွားလိုက်ပါတယ်တပတ်မှာစီမားကတော့သူရဲ့ရောက်ခတိရောက်ခမနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေခဲ့ပါတယ်မိသားစုဝင်တွေကလည်းစီမားကိုသားသမီးအရင်တယောက်လိုမျိုးချစ်ကြပါတယ်ညနေခင်းတစ်ခုမှာတော့စီမားကလည်းရောက်ခမဖြစ်သူစီရောက်လာပြီးပြောလိုက်ကြပါတော့ ဒီမှာကြည့်ပါအောင်အမေရဲ့ကျမအရင်တုန်းကနေထိုင်ခဲ့တဲ့မြို့မှာအားလုံးတောက်ကြတဲ့လက်ဖေးဖြော်လာခဲ့ပြီးတယ်။ပန်းရောင်လက်ဖေးရေလေဒါလေးကိုတောက်ကြည့်ပြီးတော့ပြောပါအောင်ရှင်အရသာဘလို့ရှိလဲဆိုတော့ကဲတမီးလေးရေတမီးရဲ့အဖေကတော့ဘယ်ကိုထွက်သွားလဲမသိပါဘူး။ဒီအချိန်ကြီးအဖေကဘယ်ကိုသွားရလဲအမေ။အေးဟုတ်တယ်ငါလည်းမသိတော့ပါဘူး။နေအိမ်ပြင်လေးပေါင်လေးထွက်ပြီးတော့ကြည့်လာခဲ့ပါလား။ဟုတ်ကဲ့ပါအမေကောင်းပါပြီကျမအခုပဲအပြင်မှာသွားကြည့်လိုက်အောင်မယ်နော်။ စီမောင်းလည်းပြင်ထွက်ပြီးသွားကြည့်လိုက်တဲ့အခါမှာသူ့ရောက်ခတိဖြစ်သူကိုတွေ့ခဲ့ရပါတယ်။သူကတော့ရက်ကွက်ထဲမှာရှိတဲ့လပိဆိုင်ကနေပြန်လာနေခဲ့ရပါ။လက်ထဲမှာလည်းအကြော်ရီကိုဝယ်လာခဲ့ပါတယ်။အော်အဖေရဲ့ဘဲကိုသွားလိုက်တာလေ။ကျမကအဖေနဲ့အမေအတွက်ဆိုပြီးတော့အရန်ကိုနမဲကြီးရဲ့လပိဖြော့ထားတယ်။ကျမတို့မြို့မှာနေတော့ကအရန်ကိုနမဲကြီးခဲ့တဲ့လပိရေလေ။သူကပန်းရောင်လပိရေ။တကယ်မတော့သတင်းစိုးတစ်ခုကြားလိုက်ရပါတယ်။အဖေနဲ့အမေဒုက္ခပဲမိုဟန်မရှိရဘူးမိုဟန်မရှိရဘူး။ ဒီအကြောင်းကိုကြားခဲ့ရတဲ့အခါမှာအားလုံးလည်းမျက်ရည်ကျဝါးနေနေခဲ့ကြပါရဲ့သူလက်ထပ်ထားခဲ့တာအခုမှလအနေငယ်ပဲရှိပါသေးတယ်သူကနေဆက်မှာစစ်တိုင်းနေရင်းနဲ့ဘုံပေါက်ကွဲမှုတစ်ခုမှကွဲလွန်သွားခဲ့တာပါဒီလိုနဲ့ပဲရောက်ခတိနဲ့ရောက်ခမကသနားဆရာကောင်းနဲ့သူရဲ့ချွေမာလေးကိုကဲတင်ပေးခဲ့ကြပါရီ။တာဖြစ်သူရဲ့နောက်ဆုံးခရီးကိုလည်းလိုက်ပါပို့ဆောင်ပေးခဲ့ကြပါရီ။အခုဆိုလို့ရှင်တော့သူတို့စီမှာဆင်းရဲဒုက္ခအများကြီးကိုရင်ဆိုင်ဖြတ်ကျော်နေခဲ့ကြရပါပြီ။ သူတို့အိမ်ရဲ့အချင်းကလည်းအရင်တုန်းကနဲ့မတူတော့ပါဘူးစီးပွားရေးကပိုပြီးထိုးကြလာပါတယ်အိမ်မှာသူတို့ကိုရှာကျွေးနေရဆလုံးမိုဟန်တယောက်ပဲရှိရပါမိုဟန်မရှိတော့တဲ့နောက်မှာတော့သူတို့လည်းဘာစီးပွားရေးမှမလုပ်ကြခဲ့ကြပါဘူးတကယ်မှာတော့ရခတိနဲ့ရခမကချွေးမလေးစီမားရှိရောက်လာခဲ့ပြီးပြောလိုက်ပါတယ်ချွေးမလေးငါရရဲ့ကံကောကဒုက္ခရောက်ဖို့အတွက်ကံပါလာခဲ့ပြီးသားငါတို့ကံတရားကိုတော့နေလေးလိုရှုထားလိုက်ပါ။နေပါဖြစ်လို့ဒီဒုက္ခဆင်းရဲတွေကိုခံစားနေရတာလေ နေအတာကအခုမှငငယ်လေးပဲရှိသေးတယ်အခုလိုမနေပါနဲ့နေနောက်အိမ်ကြောင်ပြုတ်လိုက်ကြတော့ဒါဆိုရင်တော့နေရကန်တရားကလည်းပို့ပြီးတော့ပြောင်းလဲလာလိမ့်မယ်ဟုတ်တယ်ဟုတ်တယ်နေရခမပြောတဲ့စကားမှန်တယ်ချွေးမလေးရင်နေငါရုံးနဲ့အတူတူနေပြီးတော့နေရဘဝကိုအပြည့်စည်းခံနေပါနဲ့နေနောက်အိမ်ကြောင်ပြုတ်ပြီးကောက်ကောက်နေဖို့ဒါဆုံးဖြတ်ဒါဘလို့စကားတွေပြောနေရလဲအဖေနဲ့အမေရဲ့အဖေနဲ့အမေကကျမအတွက်မိသားစုဝင်တွေပဲလေကျမတသက်ရလုံးမိသားစုတစုရဖို့အတွက်ဘလောက်တောင်မှခက်ခဲခဲ့လဲဘလောက်တောင်မှတောင်းတခဲ့ရလဲ ကျွန်မအဖေနဲ့အမေနှစ်ယောက်လုံးကုန်ပြီးပေါ့ရီအနေနဲ့ရရှိတဲ့အတွက်တကယ်ကိုဝမ်းသာပါတယ်။အခုကျွန်မဒီရောက်နေမောင်းထောက်ကြတော့မလို့လား။ကျွန်မအဖေနဲ့အမေကိုထားခဲ့ပြီးဘယ်ကိုမှမတော်နိုင်ပါဘူး။ကျွန်မယောက်ျားနေထိုင်ခဲ့အိမ်မှာပဲကျွန်မတသက်လုံးနေထိုင်သွားဖို့အတွက်ကိုလည်းဆုံးဖြတ်ထားတယ်။စီမားရဲ့စကားသံတွေကိုကြားခဲ့ရတဲ့အခါမှာယောက်ျားတီနဲ့ယောက်ျားမနှစ်ယောက်လုံးကလည်းဝမ်းနေသွားခဲ့ပြီးမျက်ရည်တွေစည်းကြလာခဲ့ပါတော့တယ်။နှစ်ယောက်သားကလည်းစီမားကိုဖတ်ထားခဲ့ကြပါတယ်။ဒီအချိန်မှာပဲစီမားလည်းပြောလိုက်ပါတယ် ဒါနဲ့အဖေနဲ့မိပြောတဲ့စကားတခွန်ကမှန်တော့လေမှန်နေကျမတို့ဒီပုံစံအတိုင်းနေထိုင်လို့မဖြစ်တော့ဘူးအလောက်တစ်ခုခုလုံးမဖြစ်နိုင်မယ်ကျမတို့မှာအတုံးစဲတွေကလည်းအများကြီးရှိသေးတယ်ပတ်စံရှာဖို့အတွက်အရန်ကိုအရေးတကြီးလိုအပ်ကြပေါ့ဒါနဲ့အဖေစဉ်းစားထားတာတခုရှိတယ်ဒီအနီနာကစာတိုင်းမှာစာပို့တဲ့အလောက်ကလေးသွားလို့ရှင်ကောင်းမလားဒါမှမဟုတ်ဘူးဆိုရင်လည်းတခြားအလောက်အသေးအမွှားတခုရှိရင်လည်းလုံးလို့ရပါတယ်အဆင်ပြေသွားမှာပဲရှင်ရလေရှင်ဒါဘလို့စကားတွေပြောနေရလဲရှင်အတတ်ကလည်းကြီးနေပြီး ခနာကိုကလည်းဒီလောက်ထိအားရှိတာမဟုတ်ဘူးလေအယိုးအစစ်တွေကလည်းအမြင်ရကိုက်နေရမဟုတ်လားရှင်ဘလိုမျိုးအလောက်ထွက်လုံမလဲရှင်အရန်ကိုပြမန်းအားနေလုံးလုံးတခုတ်ခုတ်ဖြစ်သွားတဲ့အခါကြရောမဟုတ်တာရှင်ရှင်ဘာမှလုံမနေပါနဲ့ကျမတရားလုံးရှိသေးတယ်ကျမရှင်ထပ်ပေါ်ပြီးတော့တန်ပါတယ်အဲဒါကြောင့်ကျမပဲတခုတ်ခုတ်လုံလိုက်ပါမယ်ဒီအချိန်မှာစီမားကလည်းရောက်ခတိနဲ့ရခမဖြစ်သူရဲ့စကားကိုဖျက်ပြီးတော့ပြောလိုက်ပါတယ်အဖေနဲ့အမေနှစ်ယောက်လုံးဘာအလုံးမလုံးเสียမှာမလို့ပါဘူးကျမတရားလုံးရှိရလေကျမတရားလုံးရှိနေရတာနဲ့အဖေနဲ့အမေကဘာဖြစ်လို့အလုံးလုံးရမှာလဲ ကျမရှိရတာနဲ့အဖေနဲ့အမေအပြင်ထွက်ပြီးအလုံးလုံးနေရကိုကျမထိုင်ကြည့်နေမယ်လို့ထင်လို့လားဒါဆိုလို့ရှင်လေချင်းမလေးရဲ့ငါတို့ဘာလုပ်ရမှာလဲငါတို့ကအသက်ကလည်းကြီးနေပြီအခုလိုအသက်ကြီးနေတဲ့အချိန်မှာနင့်အတွက်ဝင်တက်ဝင်ဖို့မဖြစ်ချင်ဘူးအဖေနဲ့အမေအလုံးလုံးစရာမလိုပါဘူးကျမကိုတိုင်းပဲအလုံးလုံးမယ်အသေးပဲမရှိတဲ့စကားတွေထပ်ပြီးတော့မပြောတော့နဲ့နော်မိဘဆိုတာကသားသမီးတွေအတွက်ဘယ်တော့ကဝင်တက်ဝင်ဖို့ဖြစ်ဘူးလို့လေစီမားရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာယောက်ျားတိနဲ့ယောက်မနှစ်ယောက်လုံးကလည်းအံ့အားသင့်နေခဲ့ကြပါသေးတယ် တမီးလေးရဲ့နင်ကဘာလုပ်မလို့လဲဒီကြောမှာနင်လုပ်ဖို့အကြောဘာအလုပ်များရှိသေးလို့လဲလူတွေအားလုံးအဖေတို့ကိုအတင်းဖြစ်ပြောကြမှာပေါ့စီမားရဲ့စကားကြောင့်ရောက်ခေါချင်းနဲ့ရောက်ခေါမဖြစ်တော့ကလည်းအံ့အားသင့်နေခဲ့ကြပါ ರಿ အဖေအခုဆိုရင် စောင်းရသည်ကလည်းရောက်နေပြီကျမရက်ွက်ထဲကသူတွေအကုန်လုံးကိုလည်းကြည့်ထားတယ်သူတို့ကလက်ဖေးတောက်ရတာအရန်ကြိုက်တယ်လေအဲ့ဒါကြောင့်ကျမပန်းရောင်လက်ဖေးရေရှောင်းဖို့အတွက်စဉ်းစားထားပါ ರಿ အေးဟုတ်တယ်နင်ဖြောတဲ့ပန်းရောင်လက်ဖေးကတကယ်အရန်တောက်လို့ကောင်းတယ် ဒါပေမဲ့အဲ့ဒါကရောင်းလို့အဆင်ပြေပါမလားအဆင်ပြေလိမ့်မယ်အမေကျွန်မအိမ်အရှိမပဲခုံလေးထုတ်ပြီးတော့ပန်းရောင်လဖေးရောင်းဖို့အတွက်စဉ်းစားထားတယ်ရွာမှာဘယ်သူမှဒီအကြောင်းကိုလည်းသိကြတာမဟုတ်ဘူးလေလူတွေကလဖေးတောက်ရတာအယားကိုကြိုက်တယ်ဒီရသည်အိုတူနဲ့ကတော့လုံးဝကွက်တီပဲကျွန်မတို့ကတခြားတစ်မျိုးမှအယားကိုနမဲကြီးနေတဲ့ပန်းရောင်လဖေးရေကိုဒီမှာရောင်းနေရကိုသာသိသွားရင်အားလုံးကလာတော့ကြမှာကျွန်မကျင်းသေးရဲ့လို့ထင်တယ်ကျွန်မတို့အမျက်တွေအများကြီးလဲရလိမ့်မယ်စီမားပြောတဲ့စကားတွေကိုတော့ရောက်ခတ်တင်တဲ့ရောက်ခမနှစ်ယောက်လုံးကသဘောကျနှစ်သက်သွားခဲ့ကြပါသေးတယ် ဒီနောက်မှာတော့ရွက်ခွက်သေးဖြစ်တော့ကလည်းပြောလိုက်ပါရီချွေးမလေးရင်နေလဖေးဆိုင်အသေးလေးဖွင့်မယ်ဆိုရင်တော့မှအလောက်တစ်ခုစတင်ဖို့အတွက်ပတ်စံအနေငယ်လို့အပ်သေးတယ်။ငါတို့အိမ်ရဲ့အခြေအနေကတကယ်အတော်လေးကိုဆိုးရွားနေပြီချွေးမလေးရဲ့ငါတို့စီမှာလဖေးဖြော်ဖို့အတွက်ဆိုင်တွေခုံတွေလဖေးကွက်တွေဘာတစ်ခုမှမရှိဘူးအဖေကျမတို့အနေနဲ့အရင်လေးရဖို့အတွက်တစ်ခုခုလုံးမှဖြစ်မှာပေါ့အိမ်မှာရှိတဲ့တံပိုးရှိတဲ့အရာတစ်ခုခုကိုကျမတို့အပေါင်းထားပြီးပတ်စံယူကြမယ်လေ။ ီးရင်တော့စီးပွားရေးလုပ်ငန်းတစ်ခုစတင်ကြမယ်ဘလို့မဆိုကျမတို့လက်ဖေးအတိုင်းဖွင့်မှဖြစ်မယ်ကျမယုံကြည်ပါတယ်အဖေရဲ့ကျမရဲ့လုပ်ငန်းလေးကျိန်းသိအောင်မြင်လိုက်မယ်ရတဲ့အမြတ်တွေနဲ့ကျမတို့အကျွေးတစ်ဖြည်းဖြည်းဆက်သွားမယ်ကျမတို့အဆင်ပြေပြေနေဖို့အတွက်ဆိုလို့ရှင်တော့ဒီလောက်တော့ရှင်းလေးရမှာပေါ့အေးချွေးမလေးဒါရီအားလုံးလောက်တာတကယ်တော့အရင်လေးလည်းအရန်ကိုများတယ်လို့မျိုးခတ်ခဲတယ်နော်အမေရှိမှာတိန်းထားတဲ့ဆွဲကြိုးလေးတစ်ကောင်ရှိပါတယ်။တခြားလေးလည်းမရှိဘူးဆိုတော့အဲ့ဒါကိုအသုံးပြုကြမယ်။ မေတို့ကသမီးလေးကိုကျင်းတယ်ပေါ့ယုံကြည်ရဲ့ဒီလိုနဲ့နောက်နေ့မှရောက်ခွက်သေးဖြစ်တော့ကလည်းသူ့မိမရဲ့ဆွဲကြိုးလေးကိုအပေါင်းသွားထားလိုက်ပါရီရလာတဲ့ပတ်စံကိုအတောင်းချပြီးနောက်မှာတော့သူတို့လက်ဖေးဆိုင်လေးဖွင့်ဖို့ပြင်ဆင်ကြပါရီသူရဲ့လှဲလေးမှာစာရန်အကြီးကြီးကိုလည်းရေးထိုးထားခဲ့ပါရီသူမလက်ဖေးစပြီးဖြောလိုက်တဲ့အချိန်မှာပဲလူတွေကလည်းမှွေလုံးနဲ့ရန်တန်းကြောင်အချက်ချင်းပဲရောက်ရှိလာခဲ့ကြပါရီသမီးလေးရေးသားပါကြီးလေပန်းရောင်လက်ဖေးရေဟုတ်လားငါတို့ပန်းရောင်လက်ဖေးရေကိုအကူမှကြားဘူးရဲ့ ကျွန်မနဲ့ဆက်မနေခဲ့ရုံကအဲဒီကနမဲကြီးရဲ့လက်ဖေးပါတစ်ခေါက်လောက်တားကြည့်လိုက်အရန်ကိုကြိုက်သွားလိုက်မယ်။ကောင်းပြီလေဒါဆိုရင်တော့ငါအတွက်တစ်ခေါက်လောက်ထည့်ပေးစမ်းမအောင်။စီမားကလည်းလက်ဖေးရဲ့တစ်ခွက်ဖြော်ပြီးနောက်မှာတော့ပေးလိုက်ပါရင်ခဏအချိန်အတွင်းမှာပဲလူတွေအများကြီးစုပြောင်းပြီးရောက်ရှိလာခဲ့ကြပါရဲ့။အားလုံးကလည်းထူးဆန်းတဲ့ပန်းရောင်လက်ဖေးရဲ့ကိုတောက်ဖို့အတွက်စိတ်ဆောနေခဲ့ကြပါရဲ့။အားလုံးကလည်းလက်ဖေးတောက်ပြီးတာနဲ့သဘောကျနှစ်သားကောင်းကြပါရဲ့။ကောင်းတယ်လက်ဖေးကအရန်တောက်ကောင်းတယ်။ဒီလက်ဖေးတောက်ပြီးသွားရင်တော့ပုံမှန်လက်ဖေးရဲ့ကိုဘယ်သူမှတောက်ချင်မှာမဟုတ်တော့ဘူး။ ဒါဆိုရင်တော့ကျမရဲ့လက်ဖက်ဆိုင်ကိုအမြဲလာပြီးတော့လက်ဖက်တောက်ဖို့ဦးလေးကြီးရဲ့မနက်ပိုင်းဆိုရင်ဖွင့်ပြီးတော့အေးပါတမီလေးရဲ့လာမယ်လာမယ်တဖြည်းဖြည်းနဲ့စိမိုင်းရဲ့ပိုင်းအောင်လက်ဖက်ရေကနမဲကြီးလာခဲ့ပြီးတခြားရွာကသူတွေကလည်းကျမရဲ့လက်ဖက်ရေကိုလာရောက်အားပေးခဲ့ကြပါရဲ့နောက်ပိုင်းမှာတော့စီမားကလည်းတခြားမုံမျိုးစုံကိုလည်းလက်ဖက်ဆိုင်မှာရောင်းချပေးခဲ့ပါရဲ့ဒီလိုနဲ့တော့အနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရော့အဖေနဲ့အမေအပေါင်းခံထားတဲ့ဆွဲကြိုးလေးကိုပြန်ပြီးတော့တွားရွှေခဲလိုက်ပါဒီနောက်မှာတော့ကျမတို့အားလုံးကောင်းကောင်းနေလို့ရပြီနော် သမီးလေးရေနေရတကယ်အရန်ကိုတော်တာပဲနေအတော်ငါတို့ဂုံယူပါရယ်တကယ်တော့နေရငါတို့ရဲ့ချွေးမလေးမဟုတ်ဘူးငါတို့ရဲ့သမီးပဲဟုတ်တယ်ငါတို့အရင်ဘဝတုန်းကအရန်ကိုကောင်းတဲ့အရာတခုခုလုပ်ခဲ့တယ်ဖြစ်ရမယ်အဲဒါကြောင့်ဒီနေ့ဒီအချိန်မှာနေလို့ချွေးမလေးကိုငါတို့ရရှိခဲ့ရာငါတို့သားလေးရဲ့ဝိညာဉ်ကလည်းနေရဲ့ကြိုးစားအားထုတ်မှုကိုကြည့်ပြီးတော့အရန်ကိုအေးချမ်းသွားလိမ့်မယ်လို့ငါတို့ကတော့ထင်တယ်စီမားလေးဒီစကားကိုကြားခဲ့ရတဲ့ခါမှာဝမ်းသာပျော်ရွှင်စွာနဲ့ရောက်ခတိနဲ့ခမောကိုဖတ်ထားလိုက်ပါတယ် ဒီနောက်တောင်ရောက်တော့ပျော်ရွှင်စွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါရဲ့နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့လှုပ်ချင်တာလှုပ်တဲ့ချွေးမော်လေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါရဲ့နမီတော်ဆိုရင်မိန်ကလေးကတော့သူကြိုက်တာသူလုပ်တဲ့မိန်ကလေးဖြစ်ပါတယ်။ဒီမှာလက်ထပ်ပြီးတဲ့အချိန်ထိဒီမရဲ့အချင်းတွေကတော့မပြောက်ခဲ့ပါဘူး။လက်ထပ်ပြီးရဲ့အနေငယ်ကြောင်မြင်သွားတဲ့အခါမှာရောက်ခမဖြစ်သူကချွေးမလေးကိုမိဖို့ကန်နဲ့ခေါ်သွားပြီးပြောလိုက်ပါတယ်။ချွေးမလေးဒီနေ့အစားပြီးထမင်းဟင်းချက်ပြောင်းရမယ့်တာဝန်ကနေတာဝန်ပဲ။ အဲ့ဒါကြောင့်ဒီနေ့နင်ဘာချက်တက်လဲအကောင်းဆုံးချက်ပြုတ်တက်တာတခုတ်ကိုသာချက်ပြုတ်ထားလိုက်ပါဟုတ်ကဲ့ပါမေကောင်းပါပြီကျမချက်ပြုတ်ထားလိုက်ပါမယ်ဒီလိုနဲ့ရခမဖြစ်သူပြောဆိုပြီးထွက်ခွာသွားခဲ့ပါ ರಿ ထမင်းဟင်းချက်ပြုတ်ရတဲ့အလောက်ကဘလောက်တောင်မှပြဲစရာကောင်းလိုက်လဲငါသားရီကိုလောက်ရမှာလားစိတ်ညစ်စရာအရန်ကောင်းတယ်ငါတယောက်ထဲနှစ်နာရီလောက်မိဖို့ခံနေမှာရက်ပြီးထမင်းဟင်းချက်ပြုတ်နေရမှာလားကဲထားပါလေဘလို့မဆိုထမင်းဟင်းကတော့ချက်ပြုတ်ရမှာငါရတာဝင်းပဲဒီလိုနဲ့ဒီမှာကတော့ နိုးစံပြုံးလေးတဲမဲဆိုပြီးနွားနိုးကိုအရင်ဆုံးတင်ထားလိုက်ပါရီတဖက်မှာတော့သူမအာလူတွေကိုပြုတ်ထားခဲ့ပါရီဒီနေ့ငါအာလုံးအတွက်နိုးချမဲချမဲအာလူပူရီကျွေးမယ်음အာလူပြုတ်ထားတာကအချိန်ကြာအောင်မာနွားနိုးအိုးကလည်းတဲထားတာအချိန်ကြာအောင်မာပဲဒီအချိန်အတွင်းငါဘာလုပ်နေကောင်းမလဲဒီအချိန်မှာတယောက်ကြာမိဖို့ခံနေဝင်လာခဲ့ပါရီမိမရင်မင်းငါရဲ့ပတ်စံအိတ်ကိုဗမာထားထားတာလေသူမကိုယ်တိုင်ကလည်းနောက်ချင်တဲ့အတွက်ပြောလိုက်ပါရီ ရှင်ပတ်ဆိုင်ကလာကျမရှိမရှိရဲ့ရှင်ကိုတိုင်းလာရှုတယောက်ကြောင့်အနာကိုကလာတဲ့အချိန်မှာ အနီတာကတော့ဖန်တန်းလိုက်ပါတယ်ဘာလို့နေရလဲဒုက္ခပါပဲအနီတာရဲ့ဘာလို့လာပြီးတော့နန်းနေရတာလဲတယောက်ကတွေ့သွားလို့ရှင်ဘယ်လိုလုပ်မလဲရှင်ကလည်းဘာဖြစ်နေရလဲဘယ်သူမှမတွေ့ဘူးဘယ်သူမှရှိရလဲမဟုတ်ပဲနဲ့ခဏလေးနေပါဦးအနီတာကတော့နောက်တစ်ခေါက်တယောက်ကြောင့်နန်းလိုက်ပါတယ်ကြောက်တော့တဖက်အိမ်မှာရှိတဲ့အိမ်ကြီးအတော်ကြီးကတွေ့မြင်သွားပါရဲ့ဖယားသခင်ဒုက္ခပါပဲ စနီသားရဲ့ချွေးမလေးအတော်လေးအရှက်မဲ့တယ်သူဘာတွေလုပ်နေရလဲအမလီသူ့ယောက်ျားနဲ့အတူတူမိဖို့ခန်းထဲမှာဘာတွေလုပ်နေမှန်းကိုမသိဘူးအမြင်မသိတော့လိုက်တာအခုခေတ်ကလေးတွေများလွယ်ကိုမလွယ်တော့ဘူးအခုခေတ်ယောက်ျားလေးတွေမိန်းကလေးတွေကနည်းနည်းလေးမှအရှက်ရှိကြရတာမဟုတ်ဘူးဒီဟာတွေတော်တော်လေးကိုအရှက်မဲ့ကြတယ်ဒါရီအားလုံးကိုမသိတဲ့နှစ်ယောက်ကတော့မိဖို့ခန်းထဲမှာတယောက်ကိုတယောက်ချင်နေကြပါရဲ့ဒီအချိန်မှာပဲရခမဖြစ်သူကမိဖို့ခန်းထဲဝင်လာခဲ့ပြီးသူ့ရဲ့သားနဲ့ချွေးမနှစ်ယောက်လုံးကိုတွေ့သွားခဲ့ရပေါ့ဟဲ့ နင်တို့ဒါဘာတွေဖြစ်နေကြရလဲဘာတွေလုပ်နေကြရလဲပြီးတော့ချွေးမလေးနင်အလုပ်ရှိတယ်ဆိုတာကိုနားမလည်ဘူးလားဘလို့ဖြစ်ပြီးတော့မိဖို့ကံကိုတော့မရှောင်ပြီးတော့နင်နင်ကရောနားမလည်ဘူးလားသူနဲ့အတူတူပေါင်းပြီးတော့ဘာတွေလုပ်နေရလဲဟိုလေအမေတကယ်တော့ကျွန်တော်ဟိုဘာလဲဘာတွေပြောနေရလဲဟိုဒီဒီတွေပြောမနေနဲ့နင်အဖေအိမ်မှာရှိတယ်ဆိုတာကိုလည်းမသိဘူးလားသူတော်နင်တို့ရဲ့လောရွတ်တွေကိုတွေ့သွားလို့ရှင်ဘာပြောနေမလဲဘာတွေစဉ်းစားနေမလဲ အမေကအခုလိုမျိုးစူနေခဲ့တဲ့အချိန်မှာတော့တားဖြစ်သူကချက်ချင်းပဲမိဖို့ကန်တွေကနေထွက်ခွာသွားခဲ့ပါတယ်။ဒီအချိန်အတွင်းမှာနွားနိုးကဆိုပြီးတော့မှောက်ကြကုန်ပါပြီ။တစ်ဖက်အိုးတွေကလည်းအာသူတွေတူးနေတဲ့အနံ့ကိုလည်းရလိုက်ပါတယ်။ဒုက္ခပါပဲဒါဘလို့ဖြစ်သွားလဲမသိပါဘူး။ဖြစ်မှာပေါ့ဖြစ်မှာပေါ့ဒါတွေဖြစ်ကိုဖြစ်ရမယ်လေ။သမိုင်းထင်းချက်ပြုတ်နေတဲ့အချိန်မှာလောက်ရမယ့်အလောက်ကိုအာယုံမဆိုင်ပဲတခြားဘက် အာယုံရောက်နေမယ်ဆိုရင်တော့ဒါတွေဖြစ်မှာပဲ။အခုအားလုံးကိုဒီပုံစံအတိုင်းနဲ့ထမင်းကျွေးမှာမလား။ ။စွန်နီသားတယောက်ဒေါ်သားရဲ့အရန်ကိုထွက်နေခဲ့ပြီးနောက်မှာတော့မိဖို့ကန်နဲ့ကနေထွက်ခွာသွားပါရီ။ဒုက္ခပါပဲအခုငါဘာဆက်လို့ရမလဲဘယ်လိုလုပ်ရမလဲလုံးဝနားမလဲတော့။နွားနွားကလည်းနောက်တစ်ချိန်ထပ်ပြီးကြိုးပေါ်အတွက်မရှိတော့ဘူးအလူကလည်းဒါအကုန်ပဲ။အားလုံးစားတော့ဖို့အတွက်စောင့်မျှော်နေကြပြီ။ဒါကြောင့်ချွေမော်လေးကလည်းအားလုံးစားတော့ဖို့အတွက်ထမင်းကြောက်ပြီးနောက်မှာတော့ခြာကျွေးခဲ့ပါရီ။ဒါနဲ့ပထမဦးဆုံးမိဖို့ကံဝင်တဲ့အချိန်မှာကျွေးရမနက်စာပေါ့ချွေးမတွေကပထမဦးဆုံးမနက်စာကိုဟင်းကောင်းထမင်းကောင်းပဲကျွေးကြတာနဲ့လို့ထမင်းကြော့ကျွေးရမဟုတ်ဘူး ကျမညကြရင်ဟင်းထမင်းအဆောင်ချက်ပေးမယ်နော်အမေဒီလိုနဲ့အနီသားကညကြရင်အားလုံးအတွက်ထမင်းဟင်းအဆောင်ချက်ပေးဖို့စိတ်ကူးထားခဲ့ပါတယ်။သူမညစာချက်ဖို့အတွက်မိဖို့ကန်နဲ့ဝင်ပြေးဆင်နေခဲ့တဲ့အချိန်မှာသူ့ယောက်ျားယုံကနေအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူကအဲ့ကန်ထဲမှာထိုင်ရင်းသူ့အဖေနဲ့စကားပြောနေခဲ့ပါတယ်။အဖေကျွန်တော်အလုပ်ပြောင်းရင်ကောင်းမလားဆိုပြီးတော့စဉ်းစားနေတာ။လာစာကနဲတယ်ဆိုပေမဲ့အလုပ်ကတော့အတော်လေးကိုများတယ်ပြင်းမှန်းနေပြ။ကောင်းတော့ဗောဒါလေးရဲ့အလုပ်ပြောင်းခြင်းနဲ့ဆိုရင်ပြောင်းလေ။ တားကြပဲနေရာပို့ပြီးတော့အဆင်ပြေလဲလာစားပုံများတဲ့နေရာမှာတားအနေနဲ့အလုပ်လုပ်တဲ့နေဒီအချိန်မှာအနီတာကာမီဖို့ကန်တဲ့ကားနဲ့တယောက်ကြားကိုအမှုအရာပြပြီးခေါ်လိုက်ပါတယ်အတမထွက်ပြီးခေါ်နေခဲ့တဲ့အခါမှာရောက်ခတိနဲ့ရောက်ခမနှစ်ယောက်လုံးကလည်းတွေ့မြင်ခဲ့ကြတာပေါ့သူကလည်းချွေးမလေးအနီတာစီချက်ချင်းသွားပြီးပြောလိုက်ပါတယ်ချွေးမလေးနေအခုကြာဘာတွေကိုလုံနေရပြန်လာလဲအရှက်မဲလိုက်လားနေရောက်ခတိဧကန်ထဲမှာထိုင်နေတယ်ဆိုတော့ကိုနေမမြင်ဘူးလားနေလုံနေတဲ့အပြုတ်မှုတွေအားလုံးကိုသူလည်းတွေ့နေရတယ်လေ နေရမိဘတွေကအင်းကိုဂျာရီကိုပဲတင်ပေးခဲ့ရလား။အော်အမေရဲ့ကျမမိဘအင်းကသူတွေကိုဘာဖြစ်လို့အမေဂျာရဲဝင်ပြီးထည့်ပြောနေရလဲ။ဒါဆိုရင်ငါဘယ်သူ့ကိုပြောရမှာလဲ။နေရမိဘတွေပြောတော့ကြတော့နေရအရန်ကိုယင်ကြည်လိမ်မာတဲ့မိန်းကလေးတယောက်ပါတဲ့။ဒါလားနေရယင်ကြည်လိမ်မာတဲ့အပြုတ်မူတွေ။နေမိဖို့ခံနေမှာထမင်းဟင်ချက်ပြုံးနေတဲ့အချိန်ဆိုရင်တော့စိတ်ကိုမပါဘူးနော်။အမေရလည်းကျမဘော်ရီမြောင်အမားတွေလောက်ခဲ့ပြီလို့လေ။ကျမဘာတခုမှလည်းအမားရှင်လောက်ခဲ့ပြီရောမရှိပါဘူး။သူကကျမယောက်ျားလေး သူအိမ်ကိုပြန်လာတဲ့အချိန်မှာကျမနဲ့လည်းလာတွေ့ရမှာပေါ့ကျမတို့ခေါ်လို့တော့မရတော့ဘူးလားခေါ်လို့ရတယ်ခေါ်လို့ရတယ်ဒါပေမဲ့နေလုံးနေတဲ့အပြုတ်မှုတွေကအရန်ကိုညစ်ပတ်လွန်လို့ပြောနေရတာလူကြီးတွေအိမ်မှာရှိနေတယ်နည်းနည်းလည်းဒိတ်ထားစမ်းမအောင်ဟဲ့ရခမဖြစ်သူကလည်းချွေးမလေးကိုစူပူချိန်မောင်းပြီးနောက်မှာတော့အပြင်ကိုပြန်လည်ထွက်ခွာသွားခဲ့ပါတယ်ဘလို့မဆိုငါထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာပဲအာယုံဆိုင်ပြီးလုံမဖြစ်မယ်ညာကြလို့ရှင်တော့အလုံးအကျွမ်းကခေါက်ဆဲပြုတ်ကျွေးနေရတဲ့အဖြစ်မျိုးကြီးပြန်ဖြစ်နေတော့ဒုက္ခပဲ ရကြလို့ငါထမင်းဟင်းသေးချမချက်ဘူးဆိုရင်တော့အမေငါ့ကိုစားအောင်စားပြလိုက်မလားမသိပါဘူး။ तुम ထမင်းဟင်းချက်ပြုတ်ပါရီ။အားလုံးစားဖို့အတွက်ထမင်းဟင်းမျိုးစုံကို तुम ညစွာအနေနဲ့ချက်ပြုတ်ပေးလိုက်ပါရီ။အားလုံးကလည်း तुम ဟင်းချက်လိုက်အောင်ကိုကြိုင်းနဲ့တိုက်ခဲကြပါရီ။စားတော့ပြီးရဲ့အခါမှာ तुम ကိုလက်ဆောင်အနေနဲ့ဈေးကြီးတဲ့ပစ္စည်းတွေကိုပေးလိုက်ပါရီ။နောက်ရမှာတော့အနီတားကလည်းမိဖို့ခံနေဝင်ပြီးနေ့လည်စားထမင်းဟင်းချက်ပြုတ်နေပါရီ။ထမင်းဟင်းချက်ရတာပြင်းစရာကောင်းလိုက်တာငါအရင်အောင်ပြင်းနေပြီ။ ဒီအချိန်မှာအနီသားကလည်းသူ့ရဲ့ဖုန်းကိုကြည့်မိသွားခဲ့ပါတယ်။အင်းအခုမှငါထမင်းဟင်းချက်ပြုံးနေတော့မယ်ရှိသေးတာ။ထမင်းတွေကျသွားတဲ့အချိန်အတွင်းငါဗီဒီယိုလေးတစ်ပုဒ်လောက်ရိုက်အောင်မယ်။အိမ်မှာဘယ်သူမှရှိတာမဟုတ်ဘူးဆိုတော့ငါဖုန်းကိုက်နာကိုဘယ်သူမှလည်းသိမှာမဟုတ်ဘူး။ဒီလိုနဲ့ချွေးမလေးကမိဖို့ကန်နေမှာပဲရက်ပြီးတော့ဗီဒီယိုရိုက်နေပါတယ်။သူမမသိရတခုကတော့ရခမဖြစ်သူကအိမ်နီးချင်းအိမ်ကိုသွားတယ်ဆိုတာကိုပါ။သူမမိဖို့ခန်းထဲမှာလုံနေတဲ့အရာတွေအားလုံးကိုတော့တစ်ဖက်အိမ်ကအတော်ကြီးနဲ့ရောက်ခမဖြစ်သူကတွေးမြင်သွားပါရဲ့ နေ့ချွေးမှာတော်တော်လေးကိုအရှက်မဲ့တယ်။သူ့အထောက်ရီအားလုံးလုံးဖို့အတွက်မိဖို့ကံနဲ့ဝင်ခိုင်းထားတာလား။တခါတလေကြာရင်တို့လက်မများနေအောင်မိဖို့ကံနဲ့ဘာတွေလုပ်နေကြမှန်းကိုမသိဘူး။အခုကြာတော့လေကနေပြန်ပြီ။ဒီပုံစံအတိုင်းပဲသူလုပ်နေမယ်ဆိုရင်တော့ရက်ကွက်ထဲမှာရှိတဲ့ချွေးမလေးတွေအကုန်လုံးအကျင့်ပြောက်ကုန်ကြလိမ့်မယ်သီလား။ငါတို့ချွေးမလေးတွေလည်းနေ့ချွေးမလိုမျိုးအကျင့်ပြက်နေရငါတို့မဖြစ်စေချင်ဘူး။အဲ့ဒါကြောင့်နေ့ချွေးမကိုနေတင်ပေးလိုက်။ဟုတ်ကဲ့ပါကျမတို့ရှင်းပြလိုက်ပါမယ်တကယ်တော့သူကစိတ်ထားပြေးွားနေမိန်ကလေးတယောက်ပါခလေးနည်းနည်းစံနေရလေးကလွယ်လို့ပေါ့လေ ကဲကဲကဲသွားတော့မယ်ကျမသူမအိမ်ကိုပြန်လာခဲ့ပေမဲ့ဒေါသတွေအရန်ကိုထွက်နေခဲ့ပါရီချွေးမလေးကိုလည်းအိမ်ကိုရောက်လာတာနဲ့သူမစိုးပူပါတော့တယ်ချွေးမလေးရေချွေးမလေးနေမြန်ထွက်ခဲ့စမ်းဟုတ်ကဲ့ပါမေကျမထွက်လာပါပြီနေကြောင်းနဲ့ငါတို့ဘလောက်တောင်ရှာကွဲနေရလဲဆိုတော့ကိုသိရလားရှာကွက်ထဲငါတို့နာမည်ရစရာကိုမရှိတော့ဘူးဟုတ်လားမေကျမဘာမှလည်းမလုပ်ပါဘူးဘာလို့မိသွားလို့လဲနေမိဖို့ကံနဲ့ဘာဖြစ်လို့ဝင်ကနေရတာလဲအော်အမေကလည်းအဲ့ဒါလားကျမအဲ့ဒါကဗီဒီယိုရိုက်နေရပါ နေ့ကိုမိဖို့ခံနေဝင်ခိုင်းနေဆိုတာထမင်းဟင်းချက်ပြုတ်ခိုင်းဖို့အတွက်ကခိုင်းနေရမဟုတ်ဘူးရက်ွက်ထဲကအမျိုးသမီးတွေအားလုံးနေ့ကိုပြစ်တင်ပြောဆိုနေကြတာရစရာကိုမရှိဘူးငါ့ကိုလည်းပြောဆိုလိုက်ကြတာများရက်ွက်ထဲကသူတွေဘာပြောသမီးကယူမဆိုင်ပါဘူးသမီးကတော့သမီးတဘောကြတာကိုပဲလုပ်မယ်သူတို့ကတော့ပါဇက်ရှိလို့ပြောတာပဲလေနေကလေအရန်ကိုအရှက်မဲ့တယ်ပြီးတော့ရိုင်းလဲရိုင်းသေးတယ်ငါးနေ့ကိုရှင်းပြနေတာနေကငါ့ကိုပြန်ပြီးတော့ညင်းခုန်နေသေးရဲ့ဟုတ်လားကျမစိတ်ထဲမှာရှိတဲ့အရာအားလုံးကိုကျမပြောရမှာပေါ့စိတ်ထဲမှာထည့်ထားလို့မမရတာ ညီမကနှလုံးသားဖြူစင်တဲ့မိန်းကလေးတယောက်ပေါ့။နင်ကနေဖြူစင်စင်မစင်စင်ကမသိဘူး။ချွေမနဲ့ရခမနှစ်ယောက်လုံးကစကားရီများကြပါတော့တယ်။ဒီအချိန်မှာရခွက်သေးဖြစ်သူကအင်းကိုပြန်လာခဲ့ပါတယ်။အင်းတို့နှစ်ယောက်ဘာဖြစ်လို့ရန်ဖြစ်နေကြလဲ။သူကပေါက်ကြီး40အလုပ်တွေအကုန်လုံးမိဖို့ခံနေဝင်ပြီဆိုတာနဲ့လှုပ်တယ်။တတော်အရှက်မဲ့တဲ့မိန်းမပဲ။မိဖို့ခံနေမှာကနေလေ။ကျမခုနလေးနဲ့အိမ်လေးချင်းအိမ်ကနေပြီးတော့ပြန်လာခဲ့တာမိဖို့ခံရဲကနေပြီးတော့ကျမတွေးလိုက်တယ်သူကနေအောင်အဲ့ဒီအိမ်လေးချင်းအမျိုးသမီးကျမကဘလောက်တောင်မှပြောဆိုလှုပ်လိုက်တယ်လဲဆိုတော့ကိုရောသိရလား မင်းကလည်းကွာငါတို့ချွေးမလေးကငဲပါသေးတယ်သူပြောနေပါစေသူကအမျိုးသမီးကြီးပဲလိုမျိုးတခြားသူတွေရဲ့မကောင်းကြောင်းကိုလိုက်ပြောနေရမှာမဟုတ်တာတခြားသူရဲ့မကောင်းကြောင်းကိုပြောဖို့အတွက်သူကိုယ်တိုင်ကကောင်းနေမှာဖြစ်မှာပေါ့သူကိုယ်တိုင်တော့တောင်မှမကောင်းတဲ့အရာတွေနဲ့ပြည့်နေနေရသူများမကောင်းကြောင်းကိုသူကဘာလက်ညှိုးထိုးတော့မလဲတဖြည်းဖြည်းနဲ့ငါ့ရဲ့ချွေးမလေးကနားလည်မှုရှိလာမှာဟုတ်ပြီလေကျမလည်းအရင်ကဘဲနေလဲဆိုတာကိုစောင့်ကြည့်အောင်မယ်ဒီလိုနဲ့ပြောဆိုပြီးထွက်ခွာသွားခဲ့ပါတယ်ကြော်သေးရပါဘောကျမကနားလည်ရအဖေတယောက်ပဲရှိရဲ့ ဒီနေ့ငါနေ့ကိုကဲတင်ပေးခဲ့ရတယ်ဆိုပေမဲ့ချွေးမလေးနေ့ကနေပြောင်းလဲမှဖြစ်မယ်နော်။ကျမကြိုးစားပါမယ်အဖေ။ဒီနောက်မှာတော့နေ့လယ်စာထမင်းအားလုံးကိုကျွေးလိုက်ပါရစေ။ဒီမောက်ကိုယ်တိုင်စားတော့ပြီးအခန်းထဲမှာအနားယူဖို့အတွက်ဝင်သွားခဲ့ပါရစေ။ယနေ့ခင်မှာတော့သူအင်ကိုဧည့်သည်တွေရောက်လာပါရစေ။ချွေးမလေးရဲ့အိမ်မှာဧည့်သည်တွေရောက်နေတယ်။သူတို့အားလုံးစားဖို့အတွက်ဟလဝါလေးတစ်ပန်းလောက်ထိုးထားလိုက်နော်။နေ့ရက်ခတိကိုတော့ငါအပြင်ထွက်ပြီးတော့အကြော်ဝဲခိုင်းထားတယ်။သူအကြော်ဝဲပြီးပြန်လာတဲ့အခါကျတော့နေလဖေးဖြော်ပြီးအားလုံးတိုက်လိုက်အောင် သူတို့ကလဖဲ့တောက်ရတာအရန်ကိုကြိုက်ကြတယ်။ကောင်းပြီမီဒီလိုနဲ့ချွေးမလေးကမိဖို့ကန်နေဝင်သွားခဲ့ပြီးဟလဝါထိုးခဲ့ပါရီ။ရုတ်တရက်ပဲသူမရဲ့စာရီတဲကိုကျွတ်တကောင်ဝင်သွားခဲ့တဲ့အတော့ကြောက်လန့်တကြနဲ့သူမစာရီကိုချွတ်ချပြလိုက်ပါရီ။အပြင်မှာရှိနေခဲ့တဲ့အဲဒယ်တွေကဒါရီအလုံးကိုမြင်တွေ့သွားခဲ့ပြီးအံအသင့်ကုန်ကြတာပေါ့။ဒါဘလို့ဖြစ်တာလဲဟဲ့နင့်ချွေးမလေးကအရှက်မဲလိုက်တာ။ဘလို့ဖြစ်လို့အလုံးအရှိမသူကအဝိစာရီကိုချွတ်ချပြလိုက်ရတာလေ။မဟုတ်တာအမရဲ့တခုခုဖြစ်တာလားမသိပါဘူး။ तू អော်လဲអော်နေရလေမကြောက်ဘူးလား။ သူမလည်းအတန်တွေကိုကြားလိုက်တဲ့အတွက်ကြောင့်မို့လို့ချက်ချင်းပဲအင်းကြီးကိုပြောင်းဝဲခဲ့ပါရီဒီအချိန်မှာပဲရခိုင်တီဖြစ်သူအပြင်ကနေပြန်လာပြီးတကူလုံးမှလည်းဒံယာရီနဲ့ပါဓာပါဖြစ်တာလေငါလည်းစမူစာဝယ်ပြီးတော့ဆိုင်ကနေထွက်လာတာပဲကားတစီယာငါ့ကိုဖြတ်တိုက်သွားတယ်လက်တွေလည်းအတော်လေးကိုနာနေအတန်တွေကိုကြားခဲ့ရတဲ့ခါမှာတော့သူမအမြန်ဆုံးအပြင်ကိုထွက်လာခဲ့လိုက်ပါရီအဲ့ဒီရီကတော့အကြောင်းပြချက်ပေးပြီးချက်ချင်းပဲပြန်သွားခဲ့ကြပါရီကျမသားလေးကိုဖုန်းဆက်လိုက်အောင်မယ်သူဆရာဝန်ရှိခေါ်သွားပေးလိမ့်မယ်မခေါ်ပါနဲ့သူအလုံးလုံးနေမှာပေါ့ ကျမတို့ပဲအတူတူစေးရုံကိုသွားကြမယ်လေ။မင်းတို့ဘလို့စေးရုံခေါ်သွားမလဲကားမောင်းတက်လို့လား။ကားကိုကြတော့လေငါသားလေးကယူသွားပြီလေ။ရပါတယ်ကျမကားငှလိုက်မယ်။အနီသားကတယောက်ခါထီကိုစေးရုံကိုခေါ်သွားပေးလိုက်ပါရဲ့။ဆရာဝန်ကအချက်ချင်းပဲစေးထည့်ပေးခဲ့ပါရဲ့။တန်ရကနည်းနည်းတော့များတယ်။နေ့စဉ်ဒီတိုင်းအနာကိုရှင်ရင်းနဲ့စေးကြောပေးရမယ်နော်။အမြန်တတ်တာသွားမှာပါ။ဒီနောက်မှာတော့ချွေးမလေးကလည်းယောက်ခါထီဖြစ်သူကိုစေးရုံကနေအင်ကိုပြန်ခေါ်လာပါရဲ့။ ချိန်မာလီကနေ့စဉ်နေတာရဖတ်တီကိုနေပြန်ကောင်းလာတဲ့အထည်ပြုစုပေးခဲ့ပါတယ်။တွေ့လားငါပြောတာပဲငါတို့ချိန်မာလီအရန်ကိုကောင်းပါတယ်သူအမြန်ဆုံးနားလဲသွားမှာပါလို့မပြောခဲ့ဘူးလား။ငါဘလောက်တောင်မှပြုစုဆောက်ရှောက်ပေးနေလဲဆိုတာကိုကြည့်စမ်းလိန်မာလိုက်တဲ့ငါရဲ့ချိန်မာလီအသက်ရှိပါစေကွယ်။ဟုတ်ပါတယ်ကျမကိုယ်တိုင်ကပဲသူ့ကိုနားလဲမှုမရှိတဲ့မိန်းကလေးဆိုပြီးတော့ထင်မှတ်နေခဲ့ရ။ကျမရဲ့ချိန်မာလီကလည်းအရှက်မိတ်တာမဟုတ်ပါဘူးလွတ်လွတ်လပ်လပ်နေတတ်တာ။ကျမတို့ကိုကောင်းကောင်းဘလို့ဆောက်ရှောက်ပေးရမလဲဆိုတာကိုလည်းသူကောင်းကောင်းသိတယ်။ကဲတော်တယ်ချိန်မာလီ ကျေးဇူးများကြီးတင်ပါတယ်အမေကျမတို့အခုလိုမျိုးနားလည်ပေးရကြပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်